thank uh you -huh. မင်္ဂလာပါရှင်ခစ်တနျူးစ်ကနေသတင်းလေးကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတပုတ်အနည်းနဲ့ညပြီတော်မှာအပါစစ်ပိုလ်ချုပ်တို့ရဲ့အသက်ကိုစစ်ကောင်စီအာမမခံနိုင်တော့ဘူးဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်ညပြီတော်မှာအပါစစ်ပိုလ်ချုပ်တို့ရဲ့အသက်ကိုစစ်ကောင်စီအာမမခံနိုင်ကြောင်းပိုလ်ချုပ်ချုပ်တို့အောင်ပြစ်ခတ်ရှင်းလင်းခံရခြင်းကသက်တည်ခံနေတယ်လို့ရဲသတင်းအရင်းမြစ်တောင်းကဆိုပါတယ်နိုင်ငံတော်ကာကွယ်ရေးတပ်ကတော်မှနိုင်ငံတော်လုံခြုံရေးနဲ့အကြမ်းဖက်မှုတိုက်ဖျက်ရေးဘာသာရပ်နဲ့နိုင်ငံတကာဆက်ဆံရေးဘာသာရပ်တို့ကိုတင်ကြားပေးနေသူပိုလ်ချုပ်ချုပ်တို့အောင်ကိုမေလ20 နေ့ရက်မနက်ပိုင်းမှာရန်ကုန်မြို့မရန်ကုန်မြို့နဲ့အီဝမ်လမ်းပေါ်မှာရန်ကုန်မြို့ပြပြောက်ကြားတပ်ဖွဲ့ Goven Valerius ကပြစ်ခတ်ရှင်းလင်းခဲ့ခြင်းနဲ့ပတ်သက်ပြီးရန်ကုန်မှာလက်ရှိတာဝန်ထမ်းဆောင်နေတဲ့ရဲတရင်ရင်းမြစ်တွေကအထက်ပါတိုင်းမှတ်ချက်ပြုပါတယ်ရန်ကုန်မှာဗိုလ်ချုပ်တယောက်ရဲ့အသက်ကပြောင်းကြားရလက်ထဲအချိန်မရွေးကြောက်သွားနိုင်နေဆိုတာသက်သေပဲနေပြည်တော်လောက်ပဲလုံခြုံမှုရှိတော့တဲ့သဘောပဲသူ့ဝင်ရှိမှာအပြစ်ခံရတာမင်္ဂလာတော်စစ်စင်းရုံတန်းပို့လိုက်ရတယ်တေးပြီးလို့ကြားပြီးမယ်အတိအကျကြီးတော့အတိမပြုတ်နိုင်သေးဘူးလို့၎င်းကဆိုပါတယ်ပြစ်ခတ်ရှင်းလင်းမှုအပြီးမှာမျိုးကြပြောင်းကြားတပ်ဖွဲ့ ရဲဘော်များအထူးကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါရယ်တတိနေ့ထဲမှာတွေ့ရသလိုအခုမရှင်အတွက်တကယ်ကိုအချိန်ယူပြင်ဆင်နေကြတာသိကြပါရယ် A1 လမ်းလိုနေရာကနေအထူးကိမရှိပြန်ဆုတ်နိုင်ဖို့ဆိုတာအစမ်းလေးကျင့်ပြီးမှမရှင်လုပ်တယ်လို့တော့ပြောနိုင်တယ်လို့၎င်းကဆက်လက်ပြောဆိုပါရယ် နိုင်ငံတော်ကာကွယ်ရေးတပ်ကတော်ကစစ်တပ်တွင်ဗိုလ်မှူးကြီးအစ်စင်မာစတင်တက်ရောက်ရတဲ့အစဉ်မြင့်စစ်တနန်းကြောင်းဖြစ်ပါတယ်။ဗိုလ်ချုပ်ချုပ်ထွန်းအောင်ကကမ်ဘောဒီးယားနိုင်ငံတမ်မတ်ဖြစ်ဆောင်ရွက်ခဲ့ပူပြီးမြန်မာနိုင်ငံကိုပြန်ရောက်ချိန်မှာစတင်ကနေပြီးတော့မှနိုင်ငံတော်ကာကွယ်ရေးတပ်ကတော်မှစစ်တပ်ရရှိကြီးများကိုတင်ကြားပို့ချခဲ့ကြောင်းသိရပါတယ်။2023ခုနှစ်ဇန်နဝါရီ1ရက်မှာမင်းအောင်လိုင်ကဗိုလ်ချုပ်ချုပ်ထွန်းအောင်ကိုဝန်နာကျော်တင်ပွဲပေးရခဲ့တယ်လို့လည်းသိရပါတယ်။နောက်ထပ်တစ်ပုဒ်အနေနဲ့လက်ရှိဖြစ်ပေါ်ပြောင်းလဲနေတဲ့အထွေထွေနိုင်ငံရေးစီရင်နိုင်ငံသားကြီးနဲ့လူသားချင်းစာနာမှုဆိုင်ရာကိစ္စရပ်များအတွက်အန် NUCC နဲ့ NUG တို့ကိုတွဲဆောင်ဆွေးနွေးရဲကြောင်းတင်ဆက်ပေးပါမယ်။လက်ရှိဖြစ်ပေါ်ပြောင်းလဲနေတဲ့အထွေထွေနိုင်ငံရေးစင်ရေးနိုင်ငံသားရေးနဲ့လူသားချင်းစာနာမှုဆိုင်ရာကိစ္စရပ်များအတွက်အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC နဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့ဒီကနေ့မှအပြန်အလှန်ဆွေးနွေးခဲ့တယ်လို့ NUCC ကထုတ်ပြန်ထားပါတယ်။ ဆွေးနွေးပွဲမှာစီမံကိန်းဗန္နာရေးနဲ့ရင်းနှီးမြှုပ်နှံမှုဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးဦးတင်ထွန်းနိုင်နိုင်ငံခြားရေးဝင်ကြီးဌာနဒုတိယဝင်ကြီးဦးမိုးစောဦးပညာရေးဝင်ကြီးဌာနဒုတိယဝင်ကြီးဒေါက်တာဆိုင်းခန့်မျိုးတွန်းဝင်ကြီးချုပ်ယုံအတွင်ဝင်ဒေါ်ကြည်ပြတို့ကတင်ရောက်ပြီးအပြန်အလှန်တင်ပြဆွေးနွေးခဲ့ကြပါတယ်။အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC နဲ့အမျိုးသားညီညွတ်ရေးအစိုးရတို့ကြားမူဝါဒပိုင်းဆိုင်ရာညှိနှိုင်းဆောင်ရွက်မှုများနဲ့လုပ်ငန်းစဉ်များဆိုင်ရာညှိနှိုင်းဆောင်ရွက်မှုများပုံမှန်အားကောင်းလာစေဖို့အတွက်လည်းအကြံပြုဆွေးနွေးခဲ့ကြတယ်လို့ NUCC ရဲ့သတင်းပြန်ကြားရေး နဲ့လူမှုဆက်ဆံရေးအလုပ်ဖွဲ့ကသတင်းထုတ်ပြန်ထားကြောင်းဖော်ပြပါရှိပါတယ်ရှင်။ MISMD ပြစ်ချခံရမှုနောက်ွယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကချင်လွတ်လပ်ရေးတပ်ဖွဲ့မှအကြံဖတ်စင်အုပ်စုတုံးရုရှားလုံ MISMD ရဟင်းကိုစစ်ကူနေရိတ်ခါများချပေးဖို့လာခြင်းပြစ်ချခံခံရမှုကိုနိုင်ငံတကာရှိစစ်ဘက်ဆိုင်ရာဝက်ဘ်ဆိုက်တွေကထွက်ပေါ်လာတဲ့ဗီဒီယိုကလစ်ကိုကြည့်ပြီးအငင်းပွားစရာမလိုလို့တညီတညွတ်တဲ့မှတ်ချက်ချခဲ့မှုနဲ့အတူအံဩခြင်းမကအံဩသွားမိကြောင်းပြောဆိုမှုများထွက်ပေါ်လာခဲ့ပြီးဖြစ်ပါတယ်။အံဩရတဲ့အကြောင်းရင်းကလည်းခိုင်မာရှိနေကြပြန်ပါတယ်။၎င်းတို့အားလုံးစိတ်ထဲမှာရှုကလေးမှရဟင်းများကိုတိုက်ခိုက်ဖို့ ထုတ်လုပ်ခဲ့တဲ့ဒရုန်းသေးစားတွေကမြန်မာနိုင်ငံမြောက်ပိုင်းတောတောင်ရှုမြောင်များကြားကိုဘယ်လိုများရောက်ရှိလာသလဲဆိုတာကိုစဉ်းစားမရအောင်ဖြစ်လာကြတာပဲဖြစ်ပါတယ်။မြန်မာတော်လိုင်းတပ်တွေက first person view ကို FPV ဒရုန်းများသုံးပြီးပစ်ချခဲ့တာကိုပထမဆုံးချင်းဗီဒီယိုမှတ်တမ်းနဲ့မျက်မြင်ကိုယ်တွေတွေ့ရှိသွားခဲ့ကြပါတယ်။၎င်းနဲ့အတူကုန်ကျစရိတ်အနေချင်းနဲ့ထုတ်လုပ်နိုင်ခဲ့တဲ့ FPV ဒရုန်းများကြောင့်အနာဂတ်စစ်မျက်နှာမှာရဟယင်များရဲ့အသုံးတည်မှုလျော့နေကြဆင်းသွားပြီတော့မယ်လို့စိုးရိမ်မကင်လဲဖြစ်လာကြတာလို့ဆိုပါတယ်။ဆို social media ပေါ်မှာပြန်နှံလာတဲ့ video file မှာ KIA ဘက်မှလွတ်တင်လိုက်တဲ့ FPV drone ကဗမော်အနောက်ဘက် AR မြေကန်းကြီးချင်းကပ်လာနေတဲ့ရဟတ်ယာဉ်၃စီးနဲ့ပစ္စည်းချပြီးပြန်ထွက်လာတဲ့ဒဇင်းရဲ့ router ဒလက်များနီးချင်းကပ်လာစင်မှာထုံးလွှင့်မှုပြတ်တောက်သွားခဲ့ရတာကိုတွေ့ရပါတယ်။ရဟတ်ယာဉ်ကလည်းတော်အုပ်တွင်ပြတ်ကျသွားခဲ့ပြီးရင်ပေါ်လိုက်ပါလာသူ၁၈ဦးစလုံးအားလုံးတည်ဆောင်းသွားခဲ့တယ်လို့ KIA ရဲ့နယ်မြေရှင်းလင်းရမှာရရှိတဲ့သတင်းများကိုအခြေခံပြီးပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူမှာအတည်ပြုခဲ့ပါတယ်။ ၎င်းနဲ့အတူမီးလောင်ကျွမ်းနေတဲ့ rifle 14လက်ကိုတွေ့ရှိခဲ့ရပါတယ်။စင်းရံပြင်ဆင်နေတဲ့နောက်တစ်စီးကလည်းချက်ချင်းပြန်ထွက်သွားပြီးစင်မီသားဖြစ်နေတဲ့တစ်စီးကလည်းမြေပြင်မှာမနေရတော့ပဲပြန်တက်သွားခဲ့ပါတယ်။လင်းရင်မောင်းသူမှာချက်ချင်းဆိုသလိုထိုးစင်းရမယ်စားခြေ size scan ကိုပြန်တန်းဖို့ဆုံးဖြတ်ခဲ့တာကြောင့်ဖြစ်တယ်လို့ကျွမ်းကျင်သူတွေကသုံးသပ်ပါတယ်။အဲဒီရဟန်းရင်ကလည်းထိမှန်သွားခဲ့ပြီးရွှေကူခြေ size ခလာရ56တက်ရင်ဌာနချုပ်အနီးပေါ်လုံးကွင်းမှာအရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။အဲဒီရဟန်းရင်ကလည်း KIA တပ်မ17နဲ့ပူးပေါင်းတပ်တွေကလက်နက်ကြီးတွေနဲ့ပစ်ခတ်ဖြတ် ်စည်းနိုင်ခဲ့ပါတယ်။ပမော်ရှိစစ်စင်ရေးကုကဲမှုစကားက21ကိုရိခာမြားပေးဖို့အလားမှာပြစ်ချခံခဲ့ရခြင်းဖြစ်ပါတယ်။စိတ်အုပ်စုမှာအင်္ဂါနေ့ညမှာပဲရုံးမြင့်တန်ကြားမှာဆက်ချုပ်ရင်းလို့ပြင်ရတယ်လို့လိမ့်နေထုတ်ပြန်ခဲ့ပါတယ်။ AB သတင်းမှာ KYA ကအင်အားအတောင့်တင်းဆုံးတိုင်းရင်းသားလက်နက်ကင်ဖွဲ့ဖြစ်ပြီးလက်နက်ထုတ်လုပ်နိုင်တဲ့စက်ရုံများပိုင်ဆိုင်တဲ့အပြင်တိုင်းရင်းခရင်ပြေးသွားတဲ့တန်လဲဖြစ်တယ်လို့ဖော်ပြထားပါတယ်။၎င်းတို့ကပြည်သူ့ကာကွယ်တပ်ဖွဲ့များနဲ့လက်တွဲပြီးကချင်သားမကစကိုင်းတိုင်းတွင်းမှာပါတိုက်ပွဲများဆင်နွှဲနေတယ်လို့ဆိုပါတယ်။တခါကအင်အားတောင့်တင်းပြီးအ အထင်ကြီးထားခြင်းခံရတဲ့စစ်တပ်က2023ကစပြီးမကြုံစက်ဘူးအောင်ရှုံးများနဲ့ရှင်းဆိုင်နေကြရပါတယ်။ပမော်မျိုးတင်းတိုက်ပွဲစစ်နေတွင်စဉ်အတွင်းရဟယင်ကိုပစ်ချခဲ့ကြခြင်းဖြစ်ပြီးစစ်ကောင်စီတပ်များကိုစိတ်ဓာတ်ရရရထိုးနှံနိုင်ခဲ့ပါတယ်။ပစ်ချခံရတာကယခုတစ်ချိန်ပထမဆုံးချိန်မဟုတ်ပဲ၎င်းတို့တိုင်းပြည်အာဏာကိုလူလူနဲ့ထဲမှလူယူသွားတဲ့2021နောက်ပိုင်းရဟယင်ငါးစီဇက်တိုက်နေရင်သုံးစီဆုံးရှုံးခဲ့ရပြီဖြစ်ပါတယ်။အခု FPP drone တိုက်ခိုက်မှုကယူကရိန်းရဲ့နည်းပညာနဲ့စစ်မြေပြင်မှာဒုတိယအကြိမ်ထွက်ပေါ်လာခြင်း င်တဲ့ဖြစ်ပါတယ်။ယူကရိန်းက2024ဇူလိုင်လအတွင်း FPP တလန်းသွား drone နဲ့ Donetsk မြို့အနီးရုရှားရဟယင်ကို ပထမဆုံးချိန်အောင်မြင်စွာပစ်ချပြနိုင်ခဲ့ပါတယ်။ FPV drone ကိုတံပြန်နိုင်တဲ့နည်းပညာများထွက်ပေါ်မလာသေးလို့ရဟယင်များရဲ့အန်တီရကကြီးထွားလာနေပြီလို့ဆိုပါရယ် ပကုံးတန်းစတင်ကြလောင်ချာတွေကဝယ်ယူဖို့ခက်ခဲနေတဲ့အချိန်မှာ FPV drone တွေကအစားထိုးနေရာယူလာပြီးဖြစ်ပါတယ်မြန်မာတော်လိုင်းတပ်ဖွဲ့တွေရဲ့ FPV drone ကအနာဂတ်စစ်မြေပြင်မှာဖြစ်ပေါ်လာတဲ့အန္တရာယ်ကိုမိမောင်းထိုးပြလိုက်တာဖြစ်တယ်လို့စီးအေးလေးလာတုံတက်သူတွေကခန့်မှန်းနေကြပါတယ် FPV drone ကိုအထက်မှာဖော်ပြခဲ့သလို first person view ပထမလူအမြင် drone ဖြစ်တယ်လို့အမည်ပေးထားတာနဲ့လျော်ညီစွာ drone မောင်းသူက drone ပေါ်မှာတပ်ဆင်ထားတဲ့ကင်မရာမှာတပ်ဆင်မြင်နေရတဲ့ပုံရိပ်တွေကိုမျက်မှန်ဒါမှမဟုတ်မျက်နှာပြင်မှာတပ်ဆင်တိုက်ရိုက်ကြည့်ရှုပြီး ီး drone ကိုထိန်းချုပ်ပြီးမောင်းသူက drone ထဲမှာကိုယ်တိုင်ဝင်ပြီးပြန်တန်းနေရတယ်လို့ခံစားပြီးပုံမှန် drone များထပ် ပုံမမြန်ဆန်တိကျတဲ့လှုပ်ရှားမှုနဲ့အကွေ့ကောက်များပြုလုပ်နိုင်တယ်လို့သိရပါတယ်။အဲ့ဒီ drone မျိုးကိုပြည်သူတော်လိုင်းတပ်ဖွဲ့များစတင်အသုံးပြုလာပြီးဖြစ်ပြီးစစ်အာဏာရှင်တို့ရဲ့ဏီကုန်းကတဖြည်းဖြည်းနဲ့နှီးကပ်လာတော့မှဖြစ်ပါတယ်။လောကဓမ္မရာယာမိမိတို့ပေါ်တစ်ဖက်သက်အနိုင်ကျင့်နေတဲ့ရှမ်းသူကိုတုံ့ပြန်နိုင်ဖို့မြည်သူမဆိုနီးလန်းမျိုးစုံရှာကြလာမှသာဖြစ်ပါတယ်။အငိမ့်စားပို့ချုပ်အစီအစီချုပ်ထုံးအောင်ကိုပြည်သူဘက်တော်သားတွေကလှုပ်ကြံခဲ့ကြခြင်းကပဲဒီအချက်ကိုတည်တည်ခတ်နေပြီဖြစ်တယ်လို့ရှင်းသားထားပါတယ်။ ဆက်လက်ပြီးမင်းခင်မျိုးနဲ့တာစီရွာနဲ့မင်းစုရွာကိုစစ်တပ်ကလင်းရင်နဲ့ပုံကျဲတိုက်ခိုက်မှုကလင်းငင်များပါဝင်ပြည်သူ၁၀ဦးထပ်မံတင်ဆောင်နေလို့ကနအူတီရတဲ့ကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းမင်းခင်မျိုးနဲ့တာစီရွာနဲ့မင်းစုရွာကိုအကြံဖက်စစ်တပ်ကလင်းရင်နဲ့ပုံကျဲတိုက်ခိုက်တာကြောင်းကလင်းငင်များပါဝင်ပြည်သူ၁၀ဦးထပ်မံတင်ဆောင်ကြောင်းဒေသခံပြည်သူတွေကပြောကြားပါရယ်။မေလ23ရက်နေ့နေ့လယ်2:45မိနစ်ခန့်မှာအကြံဖက်စစ်တပ်ကမင်းခင်မျိုးနဲ့တာစီရွာနဲ့မင်းစုရွာကိုလင်းရင်နဲ့ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါရယ်။အကြံဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်က လေးငယ်များပါဝင်ပြည်သူဆဲဦးထက်မင်းတင်ဆောင်ပြီးထိခိုက်ဒဏ်ရာရရှိသူများနဲ့များပြားကြောင်းဒဏ်ရာရရှိသူများနဲ့မှပြင်းထန်သူတွေနဲ့ပါဝင်ပြီးတင်ဆောင်သူအရေးအတွက်ထပ်တိုးနိုင်ကြောင်းသိရပါတယ်မင်းကင်းမြို့နယ်တောင်တွင်းဒေသကမင်းစုနယ်သားစီရွာတွေကိုစစ်ခွေးတွေလေကြောင်းနဲ့ပုံကျိုင်းတက်ခိုက်သွားတာလို့သိရပါတယ်တည်ဆုံသူ၁၀ဦးနဲ့ဒဏ်ရာရသူ၁၄ဦးရှိလို့ကနအုပ်သိရတယ်စိုးရိမ်နာက၈ဦးပါပါတယ်ကလေးတွေလည်းအများပြားပါတယ်လို့ဒေသခံပြည်သူတအုပ်ကပြောကြားခဲ့ကြောင်းသတင်းမှာဖော်ပြပါရှိပါတယ်ရှင်